ုံမင်္ဂလာပါသူကတော့ဒါရန်ကုန်မြို့လေကောင်တုတ်တန်းတော်ရောက်များဖြစ်ပါတယ်ဆိုတော့19ရာစုနှောင်းပိုင်းနဲ့20ရာစုအစပိုင်းတော့ကဆိုလို့ရှိရင်ရန်ကုန်မြို့လေကောင်မှာပေါ့နော်တရုတ်စားပွဲရုံကြီးရှိခဲ့ပါတယ်ဆိုတော့ဒီနေ့မှာဆိုလို့ရှိရင်တော့တရုတ်နိုင်ငံမှာရှိရဲ့အစားအစာတွေရဲ့နာမည်ကြီးရဲ့အစားအစာတစ်ခုဖြစ်တဲ့ကန်တုန်းရဲ့အစားအစာကိုပြောရလာစားဖြစ်ပါတယ်ဒီနောက်မှာဟောင်ကောင်စားပွဲရုံရှိရဲ့ဆိုလို့အားလိုက်ခဲ့ကြပါဦးနော် ားထားရတော့ရောက်ပြီပေါ့နော်ဆိုတော့ဒီလိုမျိုးဆိုတော့အမှားထားရဲ့ဒီစားကြည့်ရအကြောင်းလေးမပြောခင်ပါဆိုလို့ရှိရင်ကန်တုံးနဲ့အစားစာနဲ့ပတ်သက်နည်းနည်းလေးပြောပြမယ်ပေါ့နော်ဆိုတော့အဲဒီကန်တုံးနဲ့အစားစာကြတော့သူ့မှာပါတဲ့ဟာဆိုလို့ရှိရင်ဆိုအသားတစ်မျိုးမျိုးပါမယ်ပေါ့နော်မဝတ်သားဖြစ်ဖြစ်ကြက်သားအဲဒါမှမဟုတ်ပစ်စုံအဲအဲ့လိုမျိုးပါမယ်ပြီးလို့ရှိရင်အသီးရွက်တစ်ခုခုပါပဲပေါ့နော်အဲ့ဒါနဲ့ဒီထမင်းပွဲတစ်ပွဲထမင်းလုံးပါမယ်အဲ့လိုမျိုးလေးနဲ့စီထားတာပေါ့နော်ဆိုတော့အဲစားရတဲ့အခါမှာဆိုလို့ရှိရင်အစီနဲတယ်ပြီးတော့ကျမကြီးနဲ့လည်းညှို့တယ်ပေါ့နော် အာဒီတရုတ်မှာဆိုလို့ရှိရင်ကြာရင်ပြီးဆိုရေဒီကန်တုံးနဲ့အစားအစာဆိုလို့ရှိရင်အဲလက်ဖက်ရည်ဆိုင်ပေါ့နောက်လိုမျိုးလမ်းပေးဆိုင်လေးကအစားပြုလို့ရှိရင်ရဆိုင်ကြီးမှာအဆုံးပေါ့နော်အဲ့လိုမျိုးနဲ့တွေ့ရဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာထားတာကကြတော့ဝက်လက်အဲထမင်းပေါင်းပေါ့နော်ဆိုတော့ကန်တုံးနဲ့ထမင်းပေါင်းလေပြီးတော့ဘဲကင်လေနောက်တစ်ခုကကြတော့ဒါကတော့မီနူးအစ်စ်လို့ပြောတယ်။ဘာလဲဆိုတော့ခါကြတော့ပန်းပွင့်စင်ကိုသွားလို့ခူးစီနဲ့လုပ်ထားတာပေါ့နော်ပန်းပွင့်စင်ခူးစီလေနောက်တစ်ခုကလည်းထူးကြတာကအဲ့လိုတက်ကင်ပုံမှန် ဒီကြံဆိုင်နဲ့ပေါင်းထားတဲ့ဟိုပေါ့နော်အဲ့ဒါမှထားဖြစ်ပါတယ်အဲ့တော့စပါမယ်အခုကတော့ပထမအဆုံးကကြတော့ wallet ခြမင်းပေါင်းပေါ့နော်ဆိုတော့ဒီလိုမျိုးကော်ရီပါရဲ့ခါဆိုလို့ရှိရင်ချိုးကြတော့အဲ့လိုကားရဲပေါင်းပြီးတော့နေစားလိုက်တာမျိုးရှိတယ်ပေါ့နော်ချိုးကြလို့ရှိရင်လည်းအော်တက်တက်စီစားတာမျိုးရှိတယ်အုံလုံးကြီးနေရာတက်စားလို့ရှိရင်တော့တက်တက်ဘင်းသားလေးရတယ်အဲ့လိုစားရတယ်ပုံတိုက်တယ်ဆက်ကြည့်ပါမယ် တော့ဝလက်သမင်းပေါင်းဆိုတဲ့ခါကျတော့ဝသားကတော့ငူးပဲပေါ့နော်ပြီးတော့အဲအချို့စိတ်ဘက်ကိုသွားတဲ့ခါကျတော့အဆက်မစားနိုင်တဲ့ဒီလိုရှိရင်အဆင်ပြေတယ်အခုကတော့ဒေကင်ဆမ်းမှာဖြစ်ပါတယ်ဒေကင်ကတရားမှားတာနည်းနည်းလေးချုပ်ပြီးတော့ဝသားလေးကငူးပဲပေါ့နော်အချင်းနှမျိုးရှိတဲ့အချင်းနဲ့ဘေးကင်နဲ့ဆမ်းမခင်ရအောင် ဒါပင်ငပိပင်ငပိသူ့အချင်းလို့ပြောတယ်။ခလီမီလက်ခံ။အောင်ဟင်းကျော်ကကြာတက်ကင်နဲ့အာကြံဆိုင်ဟင်းကျော်မှာဟာပေါ့နော်။တော့ဟင်းတော့ဒီရောင်းနေပါမလို့ဒီထဲမှာတွေ့ရတာတော့အလိုကျသားကင်နဲ့တွေ့ထားပါတော့ တော့ကျမ်းဆိုင်အခင်ရတာပါတယ်ပြီးရင်ခင်းညင်ပြီးပါပါခင်းညင်ပြီးလို့သူရဲ့အရတာပါတယ်ပြီးတော့လို့မချိုမချင်းလို့ဆိုတော့ခါကြတယ်အဲ့လိုဒီလိုဘဲကင်စားပြီးတဲ့အခါမှာလည်းခီဝါပြီးဆိုရင်ဒီညင်ရတော့တောက်လို့ကောင်းတယ်ဒါကြတော့သူ့ရဲ့ပန်းပွင့်စိမ်းနဲ့ခရုစီနဲ့ဟိုသူကဆက်ထားအစ်စ်မီနူးတက်လို့တော့ဘာလဲဘယ်လိုထင်ပါလား အဲအပန်းဝင်စင်ကိုသူကလည်းပြုတ်ထားပုံရတယ်ကွာပြုတ်ထားပြီးတော့မှလည်းမျိုးဒီ QC အမျက်လေးနဲ့သူကတော့ချက်တော်ရှီချက်နဲ့အဲ့လိုမျိုးမှုင်းဒါတော့သူ့မှာပါရဲ့ဘောက်ခောက်တင်တော်မှာအမြင်ဆုံးလေဒါနဲ့အဲ့လိုတို့စားရတာမဟုတ်ဒီရင်ဆိုင်ပိုကောင်းလဲဒါပြည့်စုံကြိုက်ပါတော့ပြည့်စုံကြိုက်ရဒီရင်ဆိုင်ပိုကြိုက်တယ်ဆိုတော့ ဒီပန်းဝင်စင်းကိုကြာသူ့ရဲ့ဓာလေးနဲ့တူစားတာအဲ့လိုလေးမြင့်ပြီးတော့အဲ့လိုမျိုးတူစားတာသူ့ရဲ့တဲမှာပါဟဲ့အစ်ကွန်စီချက်ပတ်လေးလည်းသူအဲ့လိုသူ့ပေးထားတယ်ပစားလိုက်တဲ့အခါမှာဆိုလို့ရှိရင်ပန်းဝင်စင်းရဲ့ဒီအင်းဒီအတီးရဆိုတော့ကွာလက်ဆက်တဲ့အဲ့လိုအရာသားရဲ့နောက်တစ်ခါကျတော့ဒီအာဒါကိုအနှစ်ပေါ့နော်ကိုအနှစ်နဲ့ထားလိုက်တဲ့အခါမှာသူ့မှာဆိုအဲ့လိုတက်တွန်စီချက်အဲ့လိုအနံ့လေးရမ်းဒီမွေးအနံ့လေးတခုရပြော့ဒီအကင်နဲ့ရောစားလို့ဆိုပေါ့နော် ဟောလိဝုဒ်တိုက်ပါဒီကန်တုံအစားစာရဆိုလို့ရှင်လို့ရှင်ရဲ့ကွာအဲကျုံနိုင်ငံသားမှာကပဲနဲ့ဒါဒီသူ့ရဲ့ပြည်တွင်းမှာမကပဲနဲ့ပေါ့နော်နိုင်ငံတကာမှာဆိုလို့ရှင်လည်းအစားစာရအဲ့လိုတကူဝယ်စားလို့ရတယ်ပြီးရင်အရသာလည်းလေဒီစစ်တင်ဆီရိုမြအလိုမျိုးအချိုပေါ့နော်အချိုပဲတကယ်အတွက်အကလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်အဆက်မကြိုက်တဲ့သူတွေဆိုလို့ရှင်တော့တော်တော်လေးကြီးကောင်းတဲ့အဖြစ်ပါပဲပေါ့နော် ဒီကန်တုံးထမင်းမောင်းอ่ะဆိုလို့ရှိရင်ကြာပြီဆိုလို့နိုင်ငံတကာမှာဆိုလို့ရှိရင် fast food ပေါ့เนาะအဲ့လိုတယောက်စာစားတဲ့အပုံစံမျိုးလေးအဲ့လိုထမင်းပါမယ်နောက်ပြီးကြတော့အသီးရွက်လေးနဲ့အသားငါးနဲ့အဲ့လိုပုံစံမျိုးနဲ့လည်းဆက်တယ်ပြီးတော့ဂျပန်မှာဆိုလို့ရှိရင်ဒွန်အဲ့လိုထမင်းရှိတယ်ဘွာဒီထမင်းဆိုလို့ရှိရင်လည်းအဲ့လိုပုံစံမျိုးလေးနဲ့ဆင်ဆင်တယ်ပေါ့เนาะဆိုတော့မြန်မာမှာဆိုရင်လည်းမြန်မာထမင်းပေါင်းရှိရဟောမြန်မာထမင်းပေါင်းဆိုလို့ရှိရင်လည်းအသီးရွက်ပါမယ်ဘွာပြီးရင်အဲကိုကြိုက်တဲ့အသားပါမယ်ပေါ့เนาะအဲ့လိုပုံစံမျိုးလေးဆိုတော့အာဒီမြန်မာဗဇက်နဲ့လည်းကြိုက်တယ်လို့ပြောရမှာပေါ့เนาะ ော်ဆိုတော့ပြောပြကတော့ဆက်ပြဆောက်လိုက်ပါဦးမယ်နောက်ဘလော့ရီမှာအားလုံးနဲ့ဒီကြံပြည့်တင်ပါတယ်အားလုံးပဲတတ်